နျူကလ িয়ার စွမ်းအင်တောင်းနိုင်တဲ့တိုက်ခိုက်ရေးရင်ကိုတင်မောဆက်နှစင်ဗြိတိန်ကတည်ဆောက်မယ်ဆိုပါလေဗြိတိန်တိုက်ခိုက်ရေးရင်ကိုတင်မောဆက်နှစင်တည်ဆောက်သွားမယ်လို့ဗြိတိန်ဦးကြီးချုပ်စာကီယာစတာမာကပြောပါတယ်တမယိုးကြလက်နက်တက်ဆင်ထားတဲ့နျူကလ িয়ার စွမ်းအင်တောင်းရင်ကိုတင်မောဆက်နှစင်အထိဗြိတိန်ရဲ့လက်ရှိရေးတပ်မှ2030နောက်ပိုင်းမှာစတင်ပြီးအစားထိုးသွားမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်ဒါအပြင်ဗြိတိန်ဟာနျူကလ িয়ার ထိပ်ဖို့ထုတ်လို့ရတဲ့အတွက်ပေါင်15ဘီလီယံသုံးဖို့လည်းဝန်ကြီးချုပ်ကတည်ပြုပါတယ် ပြတင်းရင်ဆိုင်နေရတဲ့ကြီးထွားလာတဲ့ချင်းချောင်းမှုကိုဟန်တာရဲ့အတွက်လက်နက်ကန်တက်တဲ့အနေနဲ့တိုက်ပွဲဝင်ဖို့အစဉ်သင့်အနေထားဖြစ်ရဖို့အစိုးရရဲ့အဓိကကာဝေးရေးပြန်လည်သုံးသပ်ချက်အစဉ်ခံစားမှာတိုက်တွန်းထားပါတယ်။နျူကလ িয়ার လက်နက်တက်ထားတဲ့ရင်းကိုတင်မောနဲ့တူတင်မောအစ်စ်တွေဟာပြတင်းနဲ့နေတို့ဘက်ကိုစေစုနှစ်များစွာဘေးကင်းစေလိမ့်မယ်လို့ဝန်ကြီးချုပ်ကီယာစတာမားကပြောပါတယ်။တင်မောတက်တဲ့ဒီဆောင်မှုက2030မှာလောက်ကင်ပေါင်း3000ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ပြတင်းဟာနေတို့ဘက်မှာ ဥရောပဦးဆောင်နိုင်ငံဖြစ်လို့ပေမဲ့2034မှာကာကွယ်ရေးသုံးစိတ်ကို GDP ရဲ့300ခန့်နှုန်းထိသုံးဆွဲနိုင်မလားဆိုတာကိုအတိမပြုနိုင်သေးလို့ကာကွယ်ရေးသုံးစိတ်အတွက်ဂရီကိုအပေါ်မိကွန်းထုတ်ဖော်ရှင်းနေပါတယ်အစိုးရကတော့2029ခုအေပီလမှာကာကွယ်ရေးသုံးစီနှစ်တသမ900ခန်းလုံးထိမြင့်တက်မယ်လို့ကတိပြုထားပြီးလာမယ့်ပါလီမန်အသစ်မှာ300ခန်းလုံးရောက်ရှိဖို့ရည်မှန်းထားကြောင်းလည်းအရင်ကပြောဆိုထားတာဖြစ်ပါတယ် ပြည်တိုင်အနေနဲ့စစ်ရင်အားကိုဒီလိုတိုးမြင့်လာရတာအကြောင်းရင်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရုရှားနဲ့တင်းမလာတဲ့ချင်းတွေကပုံမဆိုးရတာကြောင့်ဖြစ်ပါတယ်။ယူကရိန်းကိုနောက်ွယ်ကနေဒီကထောက်ပံ့ပြီးမြောက်ပင့်နေတာဟာပြည်တိုင်ပဲဖြစ်တယ်လို့ရုရှားကအတီလင်းဆွဆွဲထားတာဖြစ်ပါတယ်။ပြည်တိုင်နဲ့ဂျာမနီတို့ဟာယူကရိန်းကိုပြောင်ပြောင်လင်းလင်းထောက်ပံ့ကူညီပေးနေပြီးဒါဟာသူတို့ကိုယ်တိုင်နောက်ွယ်ကနေရုရှားကိုတိုက်ခိုက်နေတာလို့ရုရှားသမ္မတရုံပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကလည်းပြောပါလိမ့်။ ဂျတိန်နဲ့ဂျာမနီတို့တုံးတဲ့လက်နက်တွေနဲ့ယူကရိန်းကရုရှားနဲ့မြေတည်းထိဝင်ရောက်တိုက်ခိုက်မှုတွေလည်းရှိနေပြီးဒါဟာတတိယကမ္ဘာစစ်ပွဲကိုဆွဲခေါ်နေတာပဲလို့ရုရှားရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဒီမီထရီပက်စကော့ကဆိုပါတယ်